皆さん、こんにちは。ノーバーです。ちょうど、エントリーレベル、新幹線マスターリーディングサウテガサバイリーでおっぱら。あくそいん、ナーボミャーフィッパーで。じゃあ、はじめましょうね。ぷたまぞん、サバイマパッケマ、トゥタマバレ、ヴォカブリーでお、いしん、しんにとあおりらめぼの。えろ、ぷたまぞん、たろんが、いぬ。あ、くいぐりーでおぴょらぼの、いぬ。ぴろしん、ねっこ、ねっこはじゃろ、ちゃうぼの。 ပြီးရင်ခိုထိုရီခိုထိုရီဆိုရင်ငက်ကလေးတွေကိုပြောတာပေါ့ရှူရီဆိုတာကကြတော့အမျိုးအစားရှူရီအမျိုးအစားပေါ့နော်ပြီးတော့ဒါခါဆိုကူဆိုတာမိသားစုအီချီအင်းဆိုတာတယောက်ပေါ့နော်တူတယောက်ဒါကြတော့အာစခေါဆိုတာကဒီဆက်ဆန်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တယောက်ယောက်ကိုဘလို့ဆက်ဆန်နေချိုချိုတတဆက်ဆန်နေအရေးတူဆက်ဆန်နေအဲ့လိုဆက်ဆန်နေဆိုတဲ့အဓိပ္ပာယ်အိဆန်ကကြတော့အရင်နှုံးကဆိုတဲ့အဓိပ္ပာယ်ပေါ့နော် အဲအခုမဟုတ်ပဲねအခုရဲ့အရင်တုန်းကပေါ့ပြီးခါဦးကကြတော့မွေးတီအဲတရိတ်ဆန်လေးတွေမွေးတာခွေးလေးတွေမွေးတာကြောင်လေးတွေမွေးတာကိုပြောတာပြီးခိဆယ်လူကကြတော့ဝစ်စင်စီတီပေါ့ပြောခိကတော့နေမကောင်းတာယောဂဖြစ်တာမကျန်းမာတာပြောအင်းကကြတော့ဆေးရုံပေါ့နော်စရတဲ့အီကူဆိုတာစရတဲ့အီကူအတူခေါ်ဆောင်သွားတာကိုပြောတာထိုင်းစစနီစာရဲလူဆိုရင်ဒီ passive voice ပေါ့နော်อืมဒါက အရေးတယူပြုလုပ်ခြင်းခံရတယ်ဆိုတဲ့အဓိပ္ပာယ်။ Thai system နဲ့စာရေးတို့အရေးတယူပြုလုပ်ခြင်းခံရတယ်။ Man Shawn ဆိုရင်ကြတော့ဒီလူရီနေထိုင်တဲ့ apartment နေဒီအာကွန်ဒိုတိုက်ခံနေပုံစံမျိုးပေါ့နော်။အဲ့ဒါကို Man Shawn ဆိုပြီးတော့အဓိပ္ပာယ်အတန်ထွက်ကိုရေးထားတာပေါ့နော်။နင်းကန်းကကြတော့လူသားကိုပြောတာ human ပေါ့နော်။ကိုတူမူကကြတော့ကလေးတန်းတန်းကကြတော့တဖြည်းဖြည်းပေါ့။ ဟန်ခိုးစလူကကြတော့စန့်ကျင်တာကိုပြောတာ to rebel to define စန့်ကျင်တာကိုပြောတာပေါ့နော်ဟန်ခိုးစလူအမိုးယုံနိဆိုတော့အမိုးကတွေးတာယုံနိဆိုရင်တွေးတဲ့အတိုင်းအတွေးအတိုင်းပေါ့နော်အဲဆိုဒတာနိုင်ဆိုတာဆိုဒတ်ချုပ်ကိုအငင်း verb ပုံစံပြောင်းထားတာပြိုးထောင်တာဒါကြတော့ဆိုဒတာနိုင်ဆိုတာပြိုးထောင်လို့မရဘူးပေါ့နော်ဆိုဒတာနိုင်いつまでもそうに ဣစ္စဘယ်အချိန်မှတင်မို့ဘယ်အချိန်မှဖြစ်ဖြစ် forever ပေါ့နော်အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ဂျွန်းဆွင်းကကြတော့ဒီဖြူစင်ရိုးသားနေဆိုတဲ့အဓိပ္ပာယ် innocent pure ဖြူစင်နေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်စိတ်ထားဖြူစင်တာမျိုးပြောတာပေါ့ရှီတာဦးကကြတော့ဒီတဦးတယောက်ကိုကတ်တွေတာတင်ဝစင်တွေပြီးတော့နေထိုင်တာမျိုး to adore ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဟာနာရဲဇူးဆိုရင်ဇူးကကြတော့9ကို စုပြောင်းရထားတာဒါအန်ဒရီဂရမ်ပါတမျိုးပဲပေါ့နော်ဟနာရဲစုဆိုရင်မခွဲခွာပဲဆိုတဲ့အဓိပ္ပာယ်ဟနာရဲလူဆိုရင်ကျတော့ခွဲခွာတယ်ဟနာရဲနိုင်ဟနာရဲစုဆိုရင်မခွဲခွာဘူးစွန်းဆိုင်ကကျတော့ဖြစ်တည်မှုပေါ့နော် okay အဲဆိုရင်ဒီ vocab လေးနဲ့ရင်းနှီးသွားပြီဆိုရင်စာပိုက်ဖတ်ကြရအောင်ထုံးစံတိုင်းပထမဆုံးတစ်ချောင်းစကီနိုဘွန်ရှောယွန်で質問に答えなさい。答えは1234から最も良いものを 一つ選びなさい。あ、そういえ、さべちゃめ。犬、猫、小鳥など、ペットには様々な種類があるが、ディ、ခွေးကလေးတွေ၊ကြောင်ကလေးတွေ၊ငှက်ကလေးတွေအဲ့လိုမျိုးဒီအိမ်မွေးတိရစ္ဆာန်တွေမှာဖက်တိုဆိုတာအဖီအထိဖက်ကဒါပေါ့နော်ဒီအိမ်မွေးတိရစ္ဆာန်လေးတွေအမျိုးမျိုးသောရှူလူဆိုတာအမျိုးအစားအမျိုးအစားတွေအများကြီးရှိကြပါမယ်တဲ့အီမာတယ်ဝါ えー、あくまど家族の一員として見たぞ運ってやろမျိုး扱う扱われることが多い。ဆက်ဆံね。ဆက်ဆံတာကများလာ。見たぞ運ってやろမျိုးဆက်ဆံတာကများလာပါတယ်တဲ့。例えば運はပြောရရင်以前家の話そう言うね。犬は家の外で ခါဝါတဲ့တိတ်တာကအရင်တော့ခွေးကလေးတွေကိုအိမ်ရဲ့အပြင်ဘက်မှာခါဝါတဲ့တိတ်တာကမွေးမြူချိန်ခံရတယ်ဒီခွေးကလေးနေရာပြောတာပေါ့နော်ခွေးကလေးတွေကအိမ်ပြင်မှာမွေးမြူချိန်ခံခဲ့ရပြီမဲ့အီမာတယ်ကအခုဆိုရင်တော့အီယနိုနာကတဲ့ခါဝါရဲရုကိုတိုကအိုကုနတာအိမ်ထဲမှာတောင်မွေးတာညားလာတယ်ပေါ့နော်မတနောက်ထပ်ချက်ပြောရရင်တဲ့ဆာမွေးတိုခီဝအေးလာတဲ့အချိန်မှာဖူကူအိုခီဆက်တာတွေအဝတ်ကိုဝတ်စီတာတို့အမိုချောက်ခတ်တဲ့တာတွေ အဲဒီအယုတ်ကလေးတွေဝယ်ပေးတာတို့ပြောခင်းနေတဲ့ဗနေမကောင်းတဲ့ချိန်မှာပြောအင်းနစ်စရတဲ့အီတာလီတို့ဒီခွေးကလေးကြောင်လေးနေမကောင်းရင်သူတို့ရဲ့စီကံတွေကိုခေါ်သွားပေးတာတို့အဲလိုမျိုးကိုဒိုမိုနိုယိုနီကလေးလေးလိုမျိုးထိုင်းစစနီစာတဲ့လူယိုနီနဲ့တဲတို့ဒီအေးတယူပြုလုပ်ခြင်းကိုခံရလာတယ်ပေါ့နော်မန်ရှွန်တဲ့မို့ဒီလူနေတိုက်ခန်းနေမှာဆိုရင်တောင်းပါတဲ့ဘက်တိုကခိုင်ရူတူကိုလိုကဒီ အိမ်မွေးတိတ်ဆန်မွေးလို့ရတဲ့နေရာတွေကနင်းခိတလူကြိုက်များရယ်ပေါ့နော်โอเคခူရဲကဒီလိုကြီးဖြစ်တာကအင်းနင်းကဲနိုကိုတိုမိုနာလာလူသားကလေးဆိုရင်ပေါ့နော်လူကလေးလေးဆိုရင်အိုခိကူနာရူနီဆိုတဲ့အဲကြီးလာတာ ਨੇ အများပေါ့နော်ဒန်ဒန်တဖြည်းဖြည်းအိုယာနီဟန်ကိုဆူကိုတိုမိုအာရီမိဘတွေကိုဒီပြန်ခံပြောတာပြန်ဆန်းကျင်တဲ့ကိစ္စတွေလည်းရှိတယ်ပြီးတော့အိုယာကဒီမိဘတွေက ့思うように育たないこともある。で、みばりがこう標唱してんだろ。とろ世帯じゃあの標唱のもやれケースでしばれて。しかし、だびめて、ペットは遺務追善理でじゃろ。いつまでも見えてん。小さな子供のような、で、かれれれのよ。ကလေးတသေးလေးလိုမျိုးဂျွန်စွင်းကကိုကိုတို့တဲ့ဖြူစင်တဲ့နှလုံးသားနဲ့ပေါ့နော်ခေါဟစ်တိုအိုစတတ်တဲ့ခုလူဒီမွေးထားတဲ့လူ တခင်ကိုပေါ့နော်ဒီတင်ရောစင်ရှိပြီးတော့ market တွေ့တယ်လို့ပြောတာဆိုတော့ကအဲ့ဒါကအဲခဝိုက်တဲ့ shikata ga nai sunzai ni natte iru no te wa nai da ro ka အဲအဲ့လိုမျိုးအပြုမူอ่ะပေါ့နော်သူတို့ရဲ့သဘောတဘာဝကချစ်စရာကောင်းလွန်ပြီးတော့ shikata ga nai မတက်နိုင်အရင်ချစ်စရာကောင်းလွန်မတက်နိုင်ဘူးဆိုတော့ဖြစ်တည်မှုမျိုးဖြစ်လာတယ်မဟုတ်ပါလားတဲ့ဒါချစ်စရာကောင်းတယ်လို့ပြောထားတာပေါ့နော်โอเคဒီမှာဆိုရင် အဲဒီစတတဲ့စတူဘောနော်စတူဆိုတာဘာပြောလဲဆိုလို့ရှိရင်ဒီအိုင်တန်နိုကိုတိုကစကီတဲ့တဖက်လူရဲ့တဖက်လူရဲ့ကိစ္စရေဘောနော်တဖက်လူကိုသဘောကျပြီးတော့ဟာနာလေဇူနိစိတ်တဲ့ခုဒီမခွဲမခွာသူကက်နေတာကိုပြောတာဘောနော်โอเคအဲဆိုလို့ရှိရင်ကျွန်တော်ကဒီစာဘိုက်ကိုအစအဆုံးပြန်ပြီးတော့ဂျပန်လိုတီးတန့်ဖတ်ပြမယ်ဘောနော်โอเคအင်းနုနက်ကို 小鳥など、ペットには様々な種類があるが、今では家族の一一として扱われることが多い。例えば、以前、犬は家の外で飼われていたが、今では家の中で飼われることが多くなった。また、寒い時は服を着せたり、 おもちゃを買ってやったり、病気になれば病院に連れて行ったりと、子供のように大切にされるようになっている。メンションでもペットが飼えるところが人気だ。これが人間の子供なら大きくなるにつれて、だんだん親に変更することもあり、親が思うように育たないこともある。 しかし、ペットはいつまでも小さな子供のような純粋な心で飼う人を仕立て、仕立てくる。それが可愛くて仕方がない存在になっているのではないだろうか ?OK, だそろしい、ね、じゃろう。アピー、アメイピー,ー、ゲナオ、だじゃん。この文章の内容と合っているものはどれか အထဲမှာပါတဲ့အကြောင်းအရာနဲ့အတိတ်တူမလို့တိုက်ဆိုင်နေဟာမန်နေဟာကပါလေတဲ့အဲ့တော့ကျွန်တော်ကဒီမှာပြပြပါမယ်ပက်တိုကအိုင်ဆာရဲနိုဝါချင်းဆန်နာကိုဒမိုနိုယိုနာဂျွန်းဆွင်းနာဆွန်ဆိုင်တကရာဒါဒီအိမ်မွေးသိဆန်လေးတွေအချစ်ခံရတာကတဲ့ဒီကလေးတသေးလေးတွေလိုမျိုးဖြူစင်တဲ့နှလုံးသားရှိတဲ့ဖြစ်တည်မှုဖြစ်နေရကြောင်းမူပါတဲ့ခင်နိဗန်ကဖက်တိုကကာဇုကုနိုအချင်းနိုယိုနီ ထိုင်းဆက်စနစ်နှက်ခဲ့ရပါနာနာနိုင်ဒီအိမ်မွေးတိရစ္ဆာန်လေးတွေကိုတဲ့မိသားစုဝင်တယောက်လိုမျိုးအေးတယူမဆက်ဆံရင်မရဘူးဒီနှက်ခဲ့ရပါနာနာနိုင်ဆိုတဲ့ဖောင်ကကြောက်ရရင်တာဝန်တစ်ခုလိုမျိုးမလုံးမဖြစ်ဆိုတဲ့အထိပ္ပယ်မရှိရပါနော် okay စမ်းပန်စိုက်ခင်အခုတလောပက်တိုကနင်ကန်တော့ကိုတိုမိုအီဂျော်နီထိုင်းဆက်စနစ်စားတဲ့တေးလူအခုတလောတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကလူတွေရဲ့ကလေးလေးတွေထက်တောင်မှပို့ပြီးတော့ အရေးတည်ပြုခြင်းခံရပါတယ်တဲ့ယွန်ပန်ကဖက်တိုကို子供のように可愛がるのはやめた方がいいဒီအိမ်မွေးတိရစ္ဆာန်လေးတွေကိုကလေးလေးလိုမျိုးချစ်နေရပါတော့ကလေးလေးလိုမျိုးအရေးတည်ပြုနေရချစ်နေရအောင်ရမေတာဟုတ်ကဤရက်လိုက်တာကောင်းမယ်တဲ့အဲဆိုရင်အဖြေမှန်ကဘာဖြစ်မလဲはい皆さんお疲れ様でしたまた会いましょうね just take the first step and the next.